မင်္ဂလာပါခင်ဗျာ Airy Time သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးသိပညာပေးစောင်းမခန္ဓာကနေကြိုဆိုပါရစေဒီတစ်ပတ်မှာတော့စောင်းမရှင်ဒေါက်တာမိုးသိနေရေးသားခဲ့တဲ့ယောဂများတည်ဆောင်လာနိုင်သောခြင်းများဆိုတဲ့စောင်းမကိုတန်လွင့်တင်ဆက်ပေးပါတော့မယ်ခင်ဗျာယောဂများတည်ဆောင်လာနိုင်သောခြင်းများကျွန်တော်ဆရာတောက်ကပြောပြတာလေးတစ်ခုအမှတ်ရမိပါတယ်တရဝတိုင်းကိုမြေတားထားနိုင်ပေမဲ့ခြင်းကိုတော့ဘလို့မှတီးမခတ်နိုင်ဘူးတဲ့ ဆရာပြောတာလည်းအဟုတ်ပါပဲချင်ဆိုတဲ့တရဝါလေးကအကောင်သေးတဲ့လောက်ပြဿနာတွေအများကြီးကိုဖြစ်စေပါတယ်ချင်ကြိုက်ခံရရင်အရေးပြားမှာရားရံတာအဆလို့ပြင်းထန်တဲ့ယောဂတွေကူးဆက်ပြီးအသက်သေဆုံးတဲ့အထိတောင်ဆိုးဝါးနိုင်ပါတယ်ငါဖျားသွေးလွန်တုပ်ကွေးစင်ချေထောက်ယောဂတွေရအဆကျွန်တော်တို့နဲ့မရင်နှိတဲ့ Zika virus, Yellow fever, West Nile virus, Chikungunya, Japanese encephalitis စတဲ့ယောဂတွေပါချင်ရောက်ကူးဆက်ဖြစ်ပွားနိုင်ပါတယ် ချင်းကောင်ရဲ့ဘဝဆက်ဝင်ချင်းကောင်ဖြစ်လာဖို့လေးကပုံစံအသွင်ပြောင်းကြီးထွားရှင်တန်ရပါတယ်ချင်းမကရင်မျက်နှာပြင်ပေါ်မှာဥဥချပါရပါတယ်ဥမှအမြင်သားလောင်းလေးဖြစ်ပြီးရေထဲမှာရှင်တန်ဖို့ပုံစံပြောင်းရပါတယ်ရေထဲမျောပါနေတဲ့အစာရင်းရင်ကြီးလေးတွေကိုစားပြီး အကောင်ဖွင့်ထွားလာပြီးပိုးလောင်လန်းအဖြစ်ပြောင်းလဲလိုက်ပါတော့တယ်ပိုးလောင်လန်းဆိုတာပစင်းကျိုင်းကောင် ငါငှက်တွေရဲ့အစာဖြစ်ပါတယ်အကယ်၍များ အစာမခံရဘဲရှင်သန်ခဲ့ပါကချင်းပုံစံပြောင်းလဲပြီးအင်းဆက်ပုံမတော်ကောင်ရဲ့အလုပ်တွေကိုအသက်ရှင်နေရေးလုပ်ပါတော့တယ်လူသွေးကို ဆုံးနိုင်တာကတော့ချင်းတွေအားလုံးမဟုတ်ပါဘူးချင်းအထီးတွေကပန်းမင်ရဲ့ဝိယီကိုဆုပ်ယူပြီးဝမ်မုံကူတဲ့အလုပ်ကိုလုပ်ကြရပါတယ်ချင်းအမတွေကတော့ပါဇက်နှမောင်းလေးတွေကအရေးပြားကို ထိုးဖောက်ဝင်နိုင်လောက်တဲ့ သွေးဆုံနိုင်တဲ့အထိကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးပါရယ်လူပါဝင် ကြိုးရှိတဲ့ဘာတွေဖြစ်ကြတဲ့နို့တိုက်တွင်းတွင်းတဲ့ဘာတွင်းတွင်းငှက်တွေအပြင်သွားသွားနဲ့ကုန်းနေရင်သွေးတဲ့ဘာတွေကိုပါ ချင်မတွေကသွေးဆုပ်ယူကြပါရယ်ကြော်ရုံးမဲ့တဲ့ဘာအချို့ကိုပါချင်တွေကသွေးဆုပ်ဖို့ကြိုက်တတ်ကြပါရယ်ချင်မတွေကဥရိဥချမျိုးပွားဖို့အတွက်သွေးဆုပ်ခြင်းဖြစ်စဉ်ကိုလိုအပ်တာကြောင့်ပဲဖြစ်ပါရယ်ချင်ကိုက်ဖို့ကဘာလို့ရတာလဲချင်ကိုက်ခံရတဲ့အခါမှာစိတ်ကတိကအောင်ဖြစ်ရပါရယ် ခြင်ခိုက်ဖို့လဲထွက်လာပါတယ်။ရှားရန်လို့ကုတ်ချင်လာပါတယ်။ဒီလိုဖြစ်ရတာကခြင်ရဲ့တွေးက အကိုက်ခံရသူအရေးပြားကိုလှုံ့ဆော်လို့ပါ။ခြင်ရဲ့တွေးမှာငှက်ဖျားတွေးလွန်တော့ကိုစတဲ့ကပားပိုးတွေဗိုင်းရပ်စ်ပိုးတွေခိုအောင်နေလေရှိတတ်ကြပါတယ်။ခြင်မတဆင့်ကုဆတ်ယောဂါတွေဖြစ်ပွားပြီးကျန်းမာရေးပြဿနာဖြစ်လာရပါတယ်။ခြင်ကြောင့်ကဘာနဲ့အဝင်လူ9သိန်းခွဲနီးပါးနှစ်စဉ်အသက်ဆုံးရှုံးနေရပါတယ်။ပူနွေးဆိုဆိုတဲ့ရာသီဥတုနဲ့ခြင်ပေါက်ဖွားမှု ။အရှိတောင်မုတ်တုံတွေလည်းဝင်လာပါပြီ။မိုးလည်းတဖြိုက်ဖြိုက်ရွာလာပါပြီ။မြေတွေဆူဆွတ်ပြီးအချို့နေရာတွေမှာဆိုဟိုကွက်ကွက်ဒီကွက်ကွက်နဲ့ရေအိုင်တွေထွန်းနေပါပြီ။မြက်ပင်ပေါင်းမင်တွေလည်းထွားကျိုင်းလာပါပြီ။အဲ့ဒီလိုပူနွေးဆူဆွတ်နေတဲ့ရာသီဥတုမှာခြင်တွေလည်းအများကြီးပေါက်ဖွားလာကြပါပြီ။ဒါကြောင့်ဒီကာလကခြင်ကနေကူးဆက်ဖြစ်ပေါ်တဲ့ရောဂါတွေကာကွယ်ဖို့တတိကြီးကြီးထားရမယ့်အချိန်သမယဖြစ်လို့နေပါပြီ။ ခြင်ကြောင့်ကူးစက်တဲ့ယောဂါတိုင်းမှာထူးခြားတဲ့ယောဂါလက္ခဏာကိုစီရှိကြပေမဲ့ယောဂါအကုန်လုံးကအစမှာဖျားနာတုပ်ကွေးနဲ့ဆင်တူကြပါတယ်။နှစ်စဉ်နှစ်တိုင်းလဲခြင်ကြောင့်ကူးစက်မှုတွေနဲ့ပါဖို့ပညာပေးရပါတယ်။ဒီနှစ်မှာလဲအတိပေးစကားတွေဆိုရ ပြောရပါအောင်မယ်။ချူတင်ကာကွယ်လို့ရတာတွေလည်းပြင်ဆင်ကြပါ။ဖြစ်လာလို့ရှိရင်ကုသနိုင်မှုအတွက်စီးဝါးတွေအသင့်ပြင်ဆင်ထားကြရပါမယ်။စစ်ကုသရုံများနဲ့မပြီးပေးသေးပါဘူး။ကုဆက်ခံရသူအနည်းပတ်ဝန်းကျင်ကိုချင်းနှိမ်နှေးတွေလုပ်ပြီးအများအတူကကုဆက်မှုတွေကိုတားဆီးရပါအောင်မယ်။ချဲမကုဆက်တဲ့ယောဂါများစစ်တုပ်ကွေးချကန်ကန်းညာစင်တနင်းလိုနာကျင်ခံစားရတဲ့စင်တုပ်ကွေးယောဂါကချကန်ကန်းညောဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ ချင်းကိုက်ခံရပြီးကူးဆက်သွားတဲ့အခါဖျားနာလျက်ချွတ်သားတွေနာကျင်ပြီးအစင်းမြင့်နာကျင်ကိုက်ခဲခြင်းတွေကိုအဓိကခံစားရပါတယ်။သွေးလွန်တော်ကွေးရောဂါဒန်ဂီဖီဗာရှည်ကြီးရေသားမှာပေါက်တဲ့ခြင်းတွေကသွေးလွန်တော်ကွေးဒန်ဂီဗိုင်းရပ်စ်ကိုသေဆောင်နှထားနိုင်ပါတယ်။ခလေးမှာဖြစ်တဲ့ရောဂါဆိုပြီးတိထားကြပေမဲ့လည်းလူရွယ်လူလတ်လူကြီးပိုင်းတွေအထိပါဖြစ်တတ်ပါတယ်။အဖျားကြီးအပူချိန်တွေတက်ပြီးခေါင်းတွေကိုက်ခဲလျက်အနီးစက်တွေထွက်တကူလုံးနာကျင်ကိုက်ခဲပြီးအသက်အန္တရာယ်ရှိတဲ့တဲ့ယောဂါတစ်ခုဖြစ်ပါတယ်။ ်ငှက်ဖျားမလေးရီးယားငှက်ဖျားကပ်ပါးဖို့ကြောင့်ချင်းမတဆင်ငှက်ဖျားရောဂါလူတွေကိုကူးစက်ပါတယ်စိမ်ဆန်းရင်မှာပေါက်တဲ့ချင်းကငှက်ဖျားကိုကူးစက်စေပါတယ်အာနာသိန်းကာလမှာတော့ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းတိုးပွားလာပါတယ်အသက်အန္တရာယ်ရှိတဲ့ငှက်ဖျားရောဂါကိုထိန်းချုပ်ကူးသားဖို့လိုအပ်ပေမဲ့ဆေးရှားပါးခြင်းကြောင့်လူနာအသစ်တွေအမြဲတွေ့နေရဆဲပါပဲခင်ဗျာငှက်ဖျားရောဂါကအခုအချိန်မှာတော့မြန်မာနိုင်ငံရဲ့နေဆက်တွေကိုဖျက်ချော်ပြီးဘင်္ဂလားဒေ့ရှ်နေဆက်အိန္ဒိယနိုင်ငံ တရုတ်နိုင်ငံနယ်စပ်ထိုင်းနိုင်ငံနယ်စပ်ဒေသတွေရဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေကိုပါစင်ကာပူလျက်ရှိနေပါတယ်။ဂျပန်အုံနာရောင်ယောဂါ Japanese encephalitis ခလီးသင်ငယ်များကာကွယ်ဆေးထိုးတဲ့အခါမှာဂျပန်အုံနာရောင်ယောဂါကိုကာကွယ်နိုင်ပါတယ်။ဆာနာတင်းကြီးရဲ့နောက်ဆက်တွဲကြောင့်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေပြင်းထန်သွားတာမို့ခလီးသင်ငယ်တွေမှာဂျပန်အုံနာရောင်ကာကွယ်ဆေးမရရှိကြပါဘူး။ ဒီယောဂါကလည်းချင်းကနေတဆင့်ကူးဆက်တတ်ပါတယ်။အသက်အန္တရာယ်ရှိသလိုတိကျတဲ့ကုသမှုလည်းမရှိနေပါဘူး။ကာကွယ်ဆေးကိုအသက်ရွယ်လိုက်ထိုးပေးခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်နေပါတယ်။ဆင်ခြေတောက်ယောဂါ Anchor Flightis အာ sorry ကျွန်တော်ပြန်ပြောလိုက်ပါမယ်ခင်ဗျာ3 2 1 go ဆင်ခြေတောက်ယောဂါ Elephantiasis ချင်းမတဆင့်ကူးဆက်တဲ့စင်ချီတော့ကပားဖို့ကြောင့်ပြင်ရင်ကျော်ပိတ်ဆို့ခံရတဲ့အခါမှာ lavatic filariasis စင်ချီတော့ရောဂါကိုခံစားရပါတယ်။နာကျင်ခြင်းခြေထောက်ကြီးကြီးမမရောင်တွက်လာခြင်းကိုခံစားရပါတယ်။ချင်းမကူးဆက်တဲ့အခြားယောဂါတွေလည်းရှိနေပါသေးတယ်။နိုင်မြဝံအနောက်ဘက်မှာစတင်ကူးဆက်တဲ့ West Nile virus ယောဂါ၊ Zika ကူးဆက်ယောဂါ Zika virus အဝါရောင်ကိုက်ခဲမှုလို့ခေါ်တဲ့ yellow fever ယောဂါစတဲ့ယောဂါတွေကတော့မြန်မာနိုင်ငံမှာအတွေ့ရနေပါတယ်။ ်ကာကွယ်ခြင်းချိန်မှဖြစ်လာတဲ့ယောဂတွေကာကွယ်ဖို့အတွက်ဖုံးသွန်ခက်စစ် လောင်းထောင်လဲဖွင့်မြုပ်ရှင်မှုန့်ဆိုတဲ့နည်းလမ်းလေးတွေကို လုပ်ရပါမယ်။ရေကြီးရေတန့်တွေကိုဖုံးအုပ်ထားခြင်းရေတင်နေရာတွေမရှိစေရန်တွန့်ပစ်ခြင်းချိန်မပေါက်နိုင်ရန်အေဘိတ်ဆေးကိုခပ်ပေးခြင်းပိုးလောက်လမ်းတွေကိုရေမာဆွတ်ထုတ်ခြင်းတွေကိုခရုဆိုင်ပြီးပြုလုပ်ရပါမယ်။ရေမျက်နှာပြင်ပေါ်မှာချင်းဥဥချလို့မရအောင်စီလောင်းခြင်းချင်းအောင်အသုံးပြုခြင်းပန်းအို ရေအိုးများကိုပုံမှန်လဲပေးခြင်းအမောင်ထဲမှာချစ်မခုတ်အောင်စေဖို့တကားတွေဗရင်ပေါက်တွေဖွင့်လှင်ပေးခြင်းရေတင်နိုင်တဲ့စွန့်ပြစ်အမိုက်တွေကိုညှိမြုပ်ခြင်းခြုံရှင်းခြင်းချင်ပြေးစေးမှုတ်ခြင်းတွေကိုလည်းရှင်နေနေရင်းနှီးရတွေအဖြစ်အသုံးပြုရပါမယ်။ကိုယ်အိမ်ကိုယ်ပတ်ဝန်းကျင်ကိုယ်ကြောင်ဝန်းကျင်နေထိုင်ရာနေရာတွေကိုချင်ကင်းစင်အောင်လုပ်ပြီးကျန်းမာရေးနဲ့ညညွတ်တဲ့ဘဝကိုဖန်တီးကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်။နောက်တစ်ပတ်မှာတော့ငုံနေသောပန်းကလေးမြို့သားကျန်းမာရေးဆောင်မကိုဖော်ပြမှာပါ။ ။ Airy Times ပြည်သက်များအားလုံးလည်းကျမ်းမာတိုင်ရတဲ့ဘဝကိုရရှိနိုင်ကြပါစေ။ကျမ်းမာရေးပညာပေးကဏ္ဍဘရိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းယောဂများသိဆောင်လာနိုင်သောခြင်းများကျမ်းမာရေးဆောင်မှာ Airy Times စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပြည်ပခကာလအတွင်းပြည်သူများကျမ်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ဘရိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို Airy Times စတင်ထားတာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းတင်ပြနိုင်ပါရခင်ဗျာ